တန်တာမိုးသိန်းရဲ့ထီမီရဲ့စကားတစ်ခွန်းကြောင့်ချက်ချင်းတောင်းပန်ခဲ့ရတဲ့ပြည်ဟင်းတီဟာပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ One Daily Channel ကနေပြီးတော့ကြိုဆိုလိုက်ပါရယ်။ American ရောက်ဒုတိယသမီးဆိုအဖြစ်နာမည်ကြီးနေတဲ့ဒါရိုက်တာပြည်ဟင်းတီဟာကတော့အခုလေတန်တာမိုးသိန်းကိုသွားပြီးတော့ညှိပြန်ပါပြီ။ သူဘွားနဲ့သူအေးဆေးနေတဲ့သူကိုတွားပြီးတော့အောက်ဖဲလှန်ခဲ့တာကြောင့်စပွန်ဆာယူရီမင်းသမီးဆိုပြီးတော့လူများသားမှနာမည်ပြက်ခဲ့ရတာပါသူရဲ့အပြောကြောင့်ပဲလူတွေကတန်တန်မိုသိမကောင်းလို့ဖောက်ပြန်လို့ဆိုပြီးတော့မဟုတ်မမှန်ပြောဆိုနေကြရလဲဖြစ်ပါတယ်အဲလိုမျိုးပြောရကြောင်ပဲတန်တန်မိုးတိန်တယောက်ပြဿနာတွေကိုမနှဲဖြေရှင်းခဲ့ရတာလည်းဖြစ်ပါတယ် အဲဒီလိုမျိုးဒုရိယသမီးဆိုရဲ့မွေချက်ကြောင့်ပြဒနာဖြေရှင်းပြီးတာတရက်ပဲရှိသေးတာကိုပြည်ဟင်းတီဟာကနောက်ထပ်မွေချခဲ့တာမို့တန်တာမိုးသိန်းတယောက်ပေါက်ကွဲနေရလဲဖြစ်ပါတယ်ပြည်ဟင်းတီဟာကတန်တာမိုးသိန်းပွဲပြပြချင်းမှာလွမ်းပိုင်တဲ့တန်တာမိုးသိန်းကဗာညာဆက်ဆံရေးရှိခဲ့ဘူးတဲ့ဆိုတာကို ထုတ်ပြောလာခဲ့ရလဲဖြစ်ပါတယ်သူရဲ့အဲဒီလိုမျိုး မိမလိုမိမရအပြောရကြောင်းပဲတန်တာမိုးတိတ်ရမကြခင်မှာ live လွှင့်ပြီးတော့အချက်လက်နဲ့ရှင်းအောင်မယ်ဆိုပြီးတော့အတိပေးပြောဆိုလာခဲ့ရလဲဖြစ်ပါတယ်တန်တာမိုးတိတ်ရတော့မိမလိုမိမရစိတ်ရှိပြီးတော့ပေါပန်း၄၀ပြောတဲ့ ပြည်ဟင်းတီဟာရဲ့အပြောကိုလက်မခံနိုင်တာမို့ဒါရိုက်တာပြည်ဟင်းတီဟာရဲ့ဝစစ်ပိတ်အောက်ဖဲကို live လေးရင်ပြောမယ်ဆိုပြီးတော့ပြောဆိုခဲ့ရလဲဖြစ်ပါတယ်တန်တမိုးသိန်းဟာပြည်ဟင်းတီဟာရဲ့မကောင်းဆောင်ကိုဘာမှမဖော်ရသေးပေမဲ့ပြည်ဟင်းတီဟာကတော့တန်တမိုးသိန်းရဲ့ဝစ်စစ်ပိတ်တခွန်းကြောင့်ခြေအေးဖို့တောင်းပန်လာခဲ့ရလဲဖြစ်ပါတယ်။သူတောင်းပန်တဲ့ကောင်းစင်ကတော့အားလုံးပြပြလဲလဲဖြစ်ဖို့ဆိုပြီးတော့ပြောလာပေမဲ့သူ့အပြောကိုတော့ဘယ်သူမှမယုံကြပါဘူးနော်။ သူကသူပြောတာမှန်တယ်မားတယ်ဆိုတာကိုလည်းဖြည့်ရှင်းမှာမဟုတ်တလို့တောင်းပန်ခိုင်းရင်လည်းတောင်းပန်အောင်ပါပါတဲ့သူကတန်တမိုးသိနေလွှမ်းပိုင်ကိုဘာညာဆက်ဆံရေးရှိခဲ့တယ်လို့ပြောခဲ့ပေမဲ့အခုတော့သူတို့နှစ်ယောက်ကဘာမှမပတ်သက်ပါဘူးပြည်ထနာကြီးအောင်ထမ်းမဖွားပါနဲ့အမှုကြီးအောင်မလုပ်ပါနဲ့လို့ပြောလာခဲ့တာဖြစ်ပါတယ်ပြည်ထနာတွေကလည်းအချင်းချင်းပြီးသွားပြီမို့လိုရာဆွဲမတွေ့ပဲနဲ့တော်လိုက်ပါတော့ဆိုပြီးတော့တောင်းပန်စကားဆိုလာတာလည်းဖြစ်ပါတယ် ဘီဟိန်းတီဟာကတော့သူကိုယ်တိုင်ဖော်ထုတ်ခဲ့ပေမဲ့အခုတော့ကဘာကြီးကိုအေးချမ်းစီချင်တဲ့စတိုင်နဲ့ပြပြလည်လည်နေကြရအောင်ဆိုပြီးတော့ပြောလာခဲ့ရပါစကားအများကြီးပြောပြီးတော့ကြက်ထောင်လုပ်ခဲ့ပေမဲ့အခုတော့နောက်ထပ်ဘသူ့ဟိုမှထိခိုက်အောင်မလုပ်ချင်ဘူးကုညီကြပါဆိုပြီးတော့တနာစီဟာကအောင်ပြောလာတာလည်းဖြစ်ပါရင်ခဏခဏအာချောင်ရင်းနဲ့ပြဿနာတက်နေတဲ့ပြဟိန်းတီဟာကဟာအခုတစ်ခေါက်မှသူ့ဘက်ကဆက်ပြီးတော့တောင်းပန်ခဲ့သလိုနောက်နောက်အဲ့လိုမဖြစ်အောင်နေပါမယ်ဆိုပြီးတော့ ဂရီဘေဘီတောင်းပန်လာခဲ့ရလဲဖြစ်ပါတယ်။ပြည်ဟိတရာကတော့ဘသူတွေဘာမင်းမင်းဖြစ်ရှင်းမှာမဟုတ်ဘူးလို့ပြောနေပေမဲ့တန်တာမိုးသိရဲ့တတိပေးချက်ကြောင့်ငြိမ်ဝှက်သွားတာသိတာပါတယ်။ဘာပြဿနာမှမရှိဘူးဆိုတဲ့သူ့ကိုအခုလိုတွေမဟုတ်တာပြောနေတာမို့ပြည်ဟိတရာရဲ့ဝက်စစ်ပိတ်အချောင်းကိုဖော်အုံးမယ်ဆိုပြီးတော့ဂျုံဝါပြီးမကြခင်မှာလဲရေးလဲလဲတောင်းပန်လာခဲ့ရလဲဖြစ်ပါတယ်။ မကြာတင်ကပြောထားတဲ့ရွှေမန်ကဝါကားဆိုတာကပရိသတ်ကြားမှာပွဲချစီတယ်လို့ပြင်းတရားရဲ့ဝစ်စပိတ်ကဘာဖြစ်မလဲဆိုတာကိုအားလုံးကစိတ်ဝင်စားနေကြရလဲဖြစ်ပါတယ်ဝစ်စပိတ်ဆိုတာဘာလို့ဆိုလိုတာလဲဆိုတာနားမလဲပေမဲ့အဲတလုံးနဲ့နဲ့ပဲအပိုးချိုးသွားတာအပိုးချိုးသွားတာနဲ့လျိုးဝက်ချက်တော့မဟုတ်တော့ပါဘူးနော်။ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်နဲ့ပဲရနာကြမှာရေးပရိသတ်ကြီးရောဘလို့ထင်လဲကောမန့်လေးထဲမှာရေးရပေးပါဦး။အဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။